ဆရာတော်ကြီးဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ရင်းနှီးမြှုပ်နှံခြင်းတရားတော်ဤတရားတော်ကိုကောင်းသောပူဇော်ခွင့်ပြုပါရန်ဆရာတော်ကြီးအားယုတ်တိလေးမြတ်စွာရှောက်တာအပ်ပါသည်ဗျာအပိုင်းနှင့်ဒါနတီလာကုသိုလ်ကောင်းမှုတွေလုပ်ပြီးရင်းနှီးမြှုပ်နှံလိုက်တဲ့ကုသိုလ်ဟာထားသွားရမယ့်ပစ္စည်းတွေထဲမှာယူသွားလို့ရတဲ့ပစ္စည်းမျိုးပါ ျန်တာတွေကတော့ထားသွားရမယ်ဆိုတာအလုံးသိပဲဘယ်သူမှယူမသွားနိုင်ဘူးဒါတွေမကဘူးအဲ့ဒီဖြစ်စီဥစ္စာဟာတခြားပုံကိုယ်တွေနဲ့အမွေဆိုင်မဟုတ်ဘူးတခြားပစ္စည်းတွေကြတော့အမွေဆိုင်ဟုတ်တယ်မိဘအမွေဆိုပြီးအမွေလုကြတာတို့အမွေပြဿနာတို့အများကြီးရှိတယ်ကုသိုလ်ကောင်းမှုကြတော့ကိုလုတဲ့သူပဲပိုင်တယ်ကျန်တဲ့သူကအမွေခံလို့မရဘူးဒါကြောင့်ဘယ်သူနဲ့မှမဆက်ဆံဘူးဘယ်သူနဲ့မှမပတ်သက်ဘူးလောက်သူတယောက်တည်းနဲ့သာဆိုင်တယ် အမွေခံရမှာကိုတယောက်တည်းပဲကိုလုံးရင်ကိုတယောက်တည်းပဲအမွေခံရမယ်ကုသိုလ်ကောင်းမှုဆိုတာကိုပိုင်တဲ့တကယ့်အမွေပဲဂျန်တဲ့အမွေက ကိုတယောက်တည်းမပိုင်ဘူးညုံနှံထားတဲ့ရွှေအိုးတွေရဲနာအိုးတွေဆိုတာကတိတ်တဆိတ်ဖော်ထုတ်ပြီးယူသွားလို့ရတယ်ဒါကြတော့အဲ့ဒီလို ဖော်ထုတ်လို့မရတဲ့အဥ္စာမျိုးဖြစ်တယ်ဒါကြောင့်စဉ်းစားဉာဏ်ရှိတဲ့ပုံကိုယ်တွေကမိမိနဲ့ထက်ချက်မကွာလိုက်ပါပြီးတော့လုံးကျုံ စိတ်ချရအောင်ဖြစ်တဲ့ ကုသိုလ်ကောင်းမှုတည်းဟူသောယင်းနှိမ့်မြောက်နှံမှုကိုပြုလုပ်ကြတယ်။မြတ်စွာဘုရားကကို့နောက်ကအမြဲတမ်းလိုက်နေတဲ့ကုသိုလ်လို့ဆိုတော့နောက်ကလိုက်ပါနေပေမဲ့လို့အတုံးဝင်မှကောင်းတယ်အတုံးမဝင်မကောင်းဘူးဒါကြောင့်မို့အဲ့ဒီယင်းနှိမ့်မြောက်နှံမှုကရတဲ့ကုသိုလ်ကောင်းမှုဟာကို့နောက်ကလိုက်ပါနေုံနဲ့မကဘူးဒီကုသိုလ်ကောင်းမှုဆိုတဲ့ယင်းနှိမ့်မြောက်နှံမှုကြီးကလူဘဝပဲရောက်ရောက်နတ်ဘဝပဲရောက်ရောက်မိမိနဲ့အတူပါလာပြီး လိုချင်တာအားလုံးကိုပေးနိုင်တယ်။ကိုနဲ့အတူပါလာတဲ့စိန်ရွှေရန်နာငွေကြီးကလိုချင်တာအကုန်လုံးမပေးနိုင်ဘူးလူလောကမှာပတ်စံပေးပြီးဝယ်ရတာ။တချို့ဒလေသာရတယ်ပေါ့အကုန်လုံးကိုဝယ်လို့မရဘူးဥပမာစိတ်ချမ်းသာမှုဆိုတာကိုပတ်စံပေးပြီးဝယ်လို့မရဘူးကျမ်းမာမှုပတ်စံပေးဝယ်လို့မရဘူး။ဗဂရိငွေကြီးဒနာဟာအားလုံးကိုပေးနိုင်တယ်လို့ပြောလို့မရဘူး။ကုသိုလ်ကောင်းမှုကြတော့အကုန်လုံးကိုပေးနိုင်တယ်အကျဉ်းချံမရှိဘူး။ အပြင်းအဝကိုလိုချင်တာပေးနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကစကားကုံအောင်ဘာတောင်းတာတောင်းတာအဲ့ဒီကုသိုလ်နဲ့ရနိုင်တယ်လို့ဒီလိုဟောတာအဲ့ဒီမှာလိုချင်တာအကုံဆိုတော့ဘာတွေများပါလိမ့်စုလောကလူတွေလိုချင်တာတွေကိုမြတ်စွာဘုရားကထုတ်ပြထားတယ်လူတွေကလှချင်တဲ့အေးလှချင်လို့ရှိရင်လည်းလှပတဲ့အစင်းရမယ်အတန်ကောင်းချင်တဲ့ကောင်းမယ်ရုပ်ခန္ဓာလှပချင်တဲ့ကုသိုလ်ကံပေးနိုင်တယ် အချမ်းရံနေများပြီးအကြီးအကဲဖြစ်ခြင်းနဲ့ဒါလည်းရနိုင်တယ်။တိုင်းပြည်တပြည်ဒေသတစ်ခုကိုလွှမ်းမိုးအုပ်စိုးတဲ့ agreement ပြည်ထရေမင်းဒါမျိုးကိုရခြင်းနဲ့ရစေနိုင်တယ်။စကြဝဠာမင်းရဲ့ချမ်းသာဒုက္ခလည်းရစေနိုင်တယ်။ဒီထက်ကြီးလိုက်ရင်နတ်ပြည်ကနတ်ပြည်ရဲ့တပားရဲ့အစည်းအဝေးကိုလည်းဒီကုသိုလ်ကမှုကပေးနိုင်တယ်။နောက်ဆုံးညစွာပြားကခြုံပြီးဟောလိုက်တာလူဘွားလူစည်းစိမ်မှန်သမျှအကုန်ပေးနိုင်တယ်။ နှစ်ပြီမှာရှိတဲ့မွေးလင်ရောပျော်ပိုင်းစရာတွေလည်းပေးနိုင်တယ်။နောက်ဆုံးပိတ်ဒုက္ခခံသိင်းချုပ်ငင်းရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုလည်းပေးနိုင်တယ်။အဲတော့နိဗ္ဗာန်ချမ်းသာရဖို့ဒီကုသိုလ်ကပေးတယ်ဆိုတာကတော့အခွင့်အလမ်းတစ်ခုကိုရှာပေးလိုက်တာပေါ့နော်။နိဗ္ဗာန်ချမ်းသာကိုပေးတယ်ဆိုတဲ့နေရာမှာဒါနသီလကားမှုတွေကိုအကြောင်းပြုပြီးတော့သူတော်ကောင်းနဲ့ပေါင်းစုံမိခြင်းဆိုတဲ့မိကောင်းဆွေကောင်းတွေတွေ့တယ်။ဆိုပါစို့ရှင်သာရိပုတ္တရာမထေရကြီးက ဥပဒေတာပြပိုက်ဘဝတုန်းကအရှင်အဒတိလိုလိုမိတ်ဆွေကောင်းနေနဲ့မတွေ့ဘူးဆို သောတာပန်ဖြစ်ဖို့မရှိဘူးပေါ့မိကောင်းဆွေကောင်းနဲ့တွေ့အောင်ရှေးကုသူကဖန်တီးပေးလိုက်လို့အရှင်အဒတိနဲ့သွားဆောင်ရတာဒီလိုဆောင်လိုက်တဲ့အခါမှာတရားဓမ္မကို ရှင်းပြလိုက်တာလေးပါတာရှိတဲ့ဂါထာလေးကိုနားလဲရတာနဲ့တရားသိသွားတာအဲ့ဒီအခြေအနေကိုပြောတာဒါနကုသူသီလကုသူကနေပြီးမိကောင်းဆွေကောင်းတွေနဲ့တွေ့အောင်ဖန်တီးပေးတယ်မိမိကိုယ်တိုင်ကလည်း မှန်မှန်ကန်ကန်စဉ်းစားပြီးနှလုံးသွင်းထားနိုင်တယ်။ယောနီတော်မနတိကာရလို့ရှိတယ်။ကျူဆောင်အထုံးမှုရှိတယ်ဆိုတော့ဝိဇာဆိုတဲ့မညံကိုရတယ်ဝိမု ക്തി ဆိုတဲ့ဖို့ကိုရလာတယ်။မညံဘုံညာနေရလာတယ်ပေါ့ဒါတွေကနိဗ္ဗာန်ချမ်းသာကိုရောက်မှာဖြစ်တယ်။ဒါကြောင့်ဝိဇာဝိမု ക്തി ဆိုတဲ့အမြင့်ဆုံးအဆင့်အထိရောက်အောင်ဒီကုသိုလ်ရင်းနှီးမြှုပ်နှံမှုကလည်းရရှိနိုင်တယ်လို့မြတ်စွာဘုရားကဟောထားတယ်။ဒီတဲ့အဆင့်မြင့်တာတွေရှိသေးတယ်။ ရဟန်းတော်ဖြစ်တာတောင်မှပဲရဟန်းတော်ချင်းမတူသေးဘူးအရဟတမအရဟတဖို့ကတော့တူတယ်ဇာမေဝဲအောင်တာလို့ပေါ့တချို့ကဂုံတူးနဲ့အောင်တယ်တချို့ကရိုးရိုးအောင်တယ်ပေါ့ပဋိသင်္ပိတာဉာဏ်ကြီးကိုရကျင်တယ်ဆိုလို့ရှိရင်လည်းအခုပြောတဲ့ကုသိုလ်ကောင်းမှုတွေကပေးစွမ်းနိုင်တယ်ဝိမာခလို့ဆိုတဲ့ကိလေသာတွေကနေလွတ်မြောက်စေတဲ့မတ်တရားဖို့တရားအဆင့်မြင့်တာတွေရကျင်လို့ရှိရင်လည်းဒါကပေးတယ်ဒါတွေမကဘူးဘုရားတစုရဲ့လက်ထက်မှာ အဲကတာဝကရောမဟာတာဝကရောဆိုရက်အစဉ်တန်မြင့်တဲ့တပိတာဝကဖြစ်နေကျွတ်တန့်ဝင်းကျင်နေဆိုရင်လေရှင်သာရိပုတ္တရာရှင်မောကလန်ရှင်မာကတ္တဖရှင်အာနန္ဒာတို့လိုဖြစ်ကျင်နေဆိုရင်အဲ့ဒီတာဝကတွေရနိုင်တဲ့ပါရမီကုသိုလ်ဒုတွေကိုလည်းဖြစ်အောင်ဖန်တီးပေးနိုင်တယ်။အဲ့ဒီတာဝကဖြစ်တဲ့နိဗ္ဗာန်မဆန်ခြင်းမူကိုယ်တိုင်းတစ္ဆာလေးပါတရားထိုးထွင်းသိတဲ့ပိစီကဗုဒ္ဓအနေနဲ့နိဗ္ဗာန်ယူခြင်းနဲ့ဆိုရင်လည်းပဲဒီကုသိုလ်ကပေးနိုင်တယ်။ နောက်ဆုံးဘုရားဖြစ်ခြင်းနဲ့ဆိုရင်တောင်မှဒီကုသိုလ်ကပေးတယ်။ဒီကုသိုလ်နဲ့ပဲရတယ်လို့ပြောမယ်။ဒီကုသိုလ်တွေရဲ့ဆွမ်းဆောင်မှုကဘယ်လောက်ကြီးရဲဆိုတာကိုမြတ်စွာဘုရားကဟောတာ။ဒါကြောင့်မလို့ဏိကုံးချုပ်အနေနဲ့နိတိကဏ္ဍတုံးမှာဘယ်လိုဟောထားတော့ဆိုတော့ယခုလိုကုသိုလ်ကောင်းမှုတွေလောက်တာဟာတကယ်ကိုကြီးမားတဲ့အကျိုးရှိတယ်။ဒါကြောင့်မလို့ပညာရှိသူတော်ကောင်းတွေဟာကုသိုလ်ကောင်းမှုကိုအလေးထားပြီးကြီးမွန်ကြတယ်။ဒါကိုတကယ်တန်ဖိုးထားတယ်။ဘာဖြစ်လို့ တံပိုးထားလဲဆိုတော့တိလို့တံပိုးထားတာဖြစ်တယ်။ဒီကနေ့လို့မွေးနေ့မင်္ဂလာတိတ်ခါဗရာပူဇာမင်္ဂလာစီဘူးအားထုတ်တဲ့နေရာမှာကုသိုလ်ရကြတယ်။ဒါကိုယ်တိုင်ရင်းနှီးမြှုပ်နှံကြတာပဲကြီးပဲ။အကုန်လုံးကကိုယ်အတိုင်းဒါရရင်းနှီးမြှုပ်နှံကြတာ။အားလုံးဒီကနေ့ကုသိုလ်ရကြတယ်။ဝေယဝိဆဆောင်ရွက်တဲ့ပုံကိုယ်တွေကုသိုလ်ရတယ်။တန်ရှင်းရေးလုပ်တဲ့ပုံကိုယ်တွေလည်းရင်းနှီးမြှုပ်နှံမှုပြုတာပဲ။ပန်းစင်တဲ့ပုံကိုယ်တွေ၊တိမ်စင်းလောင်းတဲ့ပုံကိုယ်တွေအားလုံး ကိုအတိုင်းတာနဲ့ကိုကုသိုလ်ကမှုလုပ်ကြတာဟာအလုံးရဲ့ရင်းနှီးမြှုပ်နှံမှုတွေပဲကိုပိုင်ရင်းနှီးမြှုပ်နှံမှုတွေကိုအတီးတီးလှောက်ဆောင်ကြတာဖြစ်တယ်အလုံးကုသိုလ်ရတဲ့ပွဲပဲတမ်းမှန်ကြည့်မယ်ဆိုရင်တော့ဒီကနေ့ဟာဆရာတော်ရံမွေးနေပဲမွေးနေအမတ်တရားလုပ်တဲ့ပုံကူပဲရတယ်လို့ဒီလိုထင်ရတယ်တကယ်တော့မဟုတ်ဘူးကိုလုပ်တဲ့ကုသိုလ်တွေဟာဘာပဲလုပ်လို့လောက်သမျှကုသိုလ်တွေဟာကိုနဲ့သာဆိုင်ပြီးကိုရကြတာဒီနေ့အလုံးကုသိုလ်ရတဲ့နေ့ပဲ အားလုံးကမိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာကုသိုလ်တွေရင်းနှီးမြှုပ်နှံလို့အားလုံးအကျိုးမြတ်တွေရကြတယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်။အချင်းကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းဟာစင်စစ်မသွေရှိတယ်။ဒီကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းဒီများလောက်အကျိုးကျေးဇူးတွေကများလာပါတယ်။ဒါကြောင့်ပညာနဲ့မိမိရဲ့ကောင်းကျိုးချမ်းသာကိုရယူတတ်ကြကုန်တဲ့ပညာရှိတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတို့ပြုတ်အပ်တဲ့ကောင်းမှုရှိသူဖြစ်ကြောင်း ကုသိုလ်ကောင်းမှုမှန်သမျှကိုချီးမွမ်းကြပါပေကုန်နဲ့လို့ရှင်တော်မြတ်ဗျာကဟောကြားခဲ့ပါတယ်။နိဋ္ဌိကဏ္ဍတုတ်မြင်မှာပြန်၁ယောက်ျားသည်အကျိုးစီးပွားနှင့်ဆက်သောကိစ္စဖြစ်လာသောငါ၏အကျိုးငါဖြစ်လိမ့်မည်ဟုနှလုံးပြု၍ရေတို့ရောက်လာအောင်နဲ့တော်ရန်၌ရွှေဥကို မြုပ်နှံထားရ၏။၂ရာဇဝိပြင့်မှုဖြင့်ဆွတ်ဆွဲခံရသောငါအားမင်းပေးမှလွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟု၍၎င်း ကိုသူတို့နှိမ့်ဆက်ခံရသောငါအားကိုသူဘေးမှလွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟု၍၎င်းကျွေးမိတင်သောငါအားကျွေးမိမှလွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟု၍၎င်းငတ်မောခေါင်းပါသောအခါ၌မျှတရန်ဖြစ်လိမ့်မည်ဟု၍၎င်းမိရေစသောဘေးရန်တို့ဖြစ်ပေါ်လတ်သောငါအားသုံးဆွဲရန်ဖြစ်လိမ့်မည်ဟု၍၎င်းနှလုံးသွင်း၍ဤချိုးပြီးခြင်းငါလောက၌ရွှေအိုးမြည်သည်ကိုမြုံနှံထားရသည်၃ရေတို့ရောက်လာအောင်နဲ့သောမြေ၌ ကောင်းစွာမြုပ်ထားအပ်သည်ဖြစ်တော်လဲအလုံးစုံသောဥစ္စာသည်ခါခတ်သိမ့်မည်ထိုရောက်ကြအာမပြည့်စုံရွှေဩသည်မြုပ်ထားရအယက်မှမူလန်၍ရှားတတ်၏ထိုဥစ္စာရှိရင်အမတ်သည်လည်းမေ့လျော့တတ်၏နဂါးတို့သည်လည်းနေရာပြောင်းထားကုန်၏ဘလူးတို့သည်လည်းထိုရွှေဩကိုဆောင်ယူတတ်ကုန်၏ငါမချစ်အပ်ကုန်သောအမွေခံတို့သည်မူလဲဥစ္စာရှင်မမြင်စဉ်တူဖို့ထုတ်ဆောင်တတ်ကုန်၏ ကုသိုလ်ကံကုံသောအခါ၌မူလည်းထိုဥစ္စာအလုံးစုံသည်ပြောက်ပြတ်တတ်၏၆မိမဖြစ်စေရောင်ကြဖြစ်စေအကျင့်တစုံတယောက်သောသူသည်အလိုပေးခြင်းဖြင့်၎င်းတီလစောက်တည်ခြင်းဖြင့်၎င်းကိုနှုတ်နှလုံးစောင့်စည်းခြင်းဖြင့်၎င်းအိန္ဒြေတို့ကိုဆုံးမခြင်းဖြင့်၎င်းကောင်းမှုတည်းဟူသောရွှေအိုးကိုကောင်းစွာမြှောက်ထားအပ်၏၇ဇေဒီ၌၎င်းတန်ကာ၌၎င်းပုတ်ကူ၌၎င်းဧည့်သည်တို့၌၎င်းအမိ၌၎င်းအဖ၌၎င်းထို့ပြင် အကိုကြီးအမကြီးနိုင်၎င်းကောင်းမှုတီဟုသောရွှေအိုးကိုကောင်းစွာမြှောက်ထအပ်၏၈ကောင်းစွာမြှောက်ထအပ်သောဤရွှေအိုးသည်ရန်သူတို့မအောင်နိုင်သည်ဖြစ်၍တမလွန်ဘဝသို့အစဉ်လိုက်၏စည်းစိမ်ဥစ္စာတို့ကိုပယ်စွန့်၍တမလွန်ဘဝသို့ပြောင်းသွားရသည်ရှိသော ထိုကုသိုလ်ရွှေအိုးကိုယူ၍သွားရ၏ကို ကုသိုလ်ရွှေအိုးသည်သူတစ်ပါးတို့နှင့်မဆက်ဆံခိုးသူတို့မခိုးယူနိုင်ပညာရှိသည်ကုသိုလ်ကောင်းမှုတို့ကိုပြုရ၏ကုသိုလ်ရွှေအိုးသည် တမ္ပလွန်ဘဝသို့အစဉ်လာ၏30ဤကုသို့ရွှေဩသည်နတ်လူတို့၏အလိုဟုသမျှကို ပေး၏အကျဉ်ချမ်းသာကို တောင်းတကုန်၏ထိုတောင်းတရာရာချမ်းသာအလုံးကိုပင် ထိုကုသို့ရွှေဩကြောင့်ရနာ၏7အရေးအစင်းကောင်းသည့်အဖြစ်အတန်ကောင်းသည့်အဖြစ် အသွေးသဏ္ဍာန်ကောင်းသည့်အဖြစ်ရုပ်အစဉ်လှပသည့်အဖြစ်အစိုးရသည့်အဖြစ် အချွေရံများသည့်အဖြစ်ဟုသောအကျိုးအလုံးကိုထို ကုသို့ရွှေဩကြောင့်ရနိုင်သည်7 ပရိသရမင်းအဖြစ်ကို၎င်းအစိုးရသောဧကရမင်းအဖြစ်ကို၎င်းနှစ်သက်မြတ်နိုးအပ်သောစัจဇဝရမင်းချမ်းသာကို၎င်းနတ်ပြည်တို့၌နတ်မင်းအဖြစ်ကို၎င်းဤကျိုးအားလုံးကိုထိုကုသိုလ်ရွှေဦးကြောင့်ရနိုင်၏73လူပြည်ရှိစည်းစိမ်ဥစ္စာကို၎င်းနတ်ပြည်၌မွေလျော်ဝဲကို၎င်းနိဗ္ဗာန်ချမ်းသာကို၎င်းအကျိုးအားလုံးကိုထိုကုသိုလ်ရှိဦးကြောင့်ရနိုင်၏။ဆလေးမိတ်ဆွေကောင်းနှင့်ပြည့်စုံခြင်းကိုအကြောင်းပြု၍ ်တင့်တော်အကြောင်းအပြင်အာထုတော်သူအားအရတမက်အရတဘူပညာတို့၌လိလာခြင်းရှိတော်သူ ဖြစ်တည်ဟုသောကျိုးအလုံးကိုဒုကုသူရွှေဦးကြောင့်ရနာ၏ဆံကပရိသမိတာလေးပါဝိမောကရှိပါတာဝကပါရမီဉဏ်ပိစေကဘောရိဉဏ်ဓမ္မတန်ဘောရိဉဏ်ဒီဟုသော ကျိုးအလုံးကိုဒုကုသူရွှေဦးကြောင့်ရနာ၏ဆချအကျင့်ကုသူပြည့်စုံခြင်းသည်ရှိ၏ ထိုကုသိုလ်ပြည့်စုံခြင်းသည်ဤသို့များသောအကျိုးရှိ၏ထို့ကြောင့်တည်ကြည်သောပညာရှိတို့သည်ပြုပြီးသောကုသိုလ်ကောင်းမှုရှိသည့်အဖြစ်ကိုချီးမွမ်းကြကုန်၏ဟုမိန့်တော်မူသည်နိတိကဏ္ဍတုတ်မြန်မာပြန်ပြီး၏ပညာအစဉ်မြင့်တရမြင့်၍ကြင်ကြံကြုတ်ကုတ်အားထုတ်နိုင်ကြပါစေတဘာဧစာမင်္ဂလာကို ရွှေကာတတိုင်းရပါစေရည်ဒီပြောင်းနှံခြင်းတရားတော်ကောင်းသောပူဇော်ချက်ဒုတိယပိုင်းကတော့ဒီမှာပဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။နောက်ထပ်လည်းဆရာတော်ကြီးရဲ့တရားတော်များကိုကောင်းတော့ပူဇော်ပါအောင်မယ်ရှင်။ဂျေဆုတင်ပါတယ်ရှင်။ကျွန်မတို့တာပါ။